ာသတင်းနဲ့ဆက်ရအောင်ပေါ့နော်ကျွန်တော်တို့မန္တလေးတိုင်းငန်းစွန်မြို့နယ်ထနောင်းမင်ကြေးရွာအဲ့ဒီအနီးနားမှာခိုးအောင်နေတဲ့ပတက်တွေကိုရှင်းလင်းတုတ်ပင်နိုင်ခဲ့ပါတယ်လူသေးဆုံးတဲ့အလောင်းကတော့ကျွန်တော်တို့အကျန်းဖက်တွေရှင်းလင်းတုတ်တင်တဲ့အချိန်မှာအကျန်းဖက်ပတက်တွေအလောင်းက16လောင်းအမေ12လက် M22 9လက် အားလုံးပေါင်းကြည်ရကြတော့ M22 ကြည်အကျွန်တော်တို့32တောက်အဝေးထင်းရမှုအဝေးထင်းရမှုခုနှစ်ခုအဲ့ဒါလေးအားလုံးကျွန်တော်တို့ရရှိနိုင်ခဲ့ပါတယ်ဒုတိယအနေနဲ့ဆိုရင်ကျွန်တော်တို့ demo ဆိုပေါ့နော် demo ဆိုမှရှိတယ်ကရင်ဗတ်တက်တွေကိုလည်းကျွန်တော်တို့ရှင်းလင်းတုတ်တင်တဲ့အချိန်မှာအဲ့မှာအစုလိုက်ပြုံးလိုက်ထွေးလိုက်တွေဖြစ်ပေါ်ပါတယ်အဒီသတင်းတွေကိုတော့ခွဲသက်တို့မြန်မာနာအောင်တို့ မျက်စိမှတော့မတင်တဲ့သတင်းတွေပေါ့ဒီကောင်လေးအကြဆုံးတော်တော်ထိတ်ကြအကြဆုံးကိုမြားနေပါရဲ့နေမျိုးစဉ်ကြီးလည်းအတူအပြတ်တွေဖြစ်ပြီးတော့ဘယ်ရောက်လို့ဘယ်ဘက်မှမသိဘူးပေါ့နော်ဘဝတွေတော်တော်ပြည့်နေကြပါရဲ့ဒါနဲ့နောက်ဆက်တဲ့ဆက်ဆက်ပြီးတော့သတင်းတခုပြပြရမယ်ဆိုလို့ရှိရင်ဒီနေ့မှဆိုလို့ရှိရင်အခွေးတွေဖွဲထားတယ်ခွေးညီတွေဖွဲထားတယ် MUCC ဆိုတဲ့အဖွဲ့ပေါ့နော်အမျိုးသားညီညွတ်ရေးအတိုင်းအမြခံကောင်စီဆိုတဲ့အဖွဲ့မှာခုနောက်ဆုံးကတော့ နောက်ဆုံးကြံရှိနေသေးတဲ့ KMU နဲ့ KMPP နှုတ်ခတ်သွားပါတယ်ပထမဆုံးမှာအဲ့ဒီအဖွဲ့အလဲလဲအကွဲကွဲဖြစ်ပြီးတော့ NLD ကနှုတ်ခတ်တယ်နောက်ဆုံးခု KMPP နဲ့ KMU နှုတ်ခတ်တယ်ပြီးတော့ KPET လို့ခေါ်တဲ့ KIA ကအာ KIA ရဲ့အထူးပြုအဲ့လိုမျိုးကောင်စီတစ်ခုရှိတယ် KPET အဲ့ KPET လည်းနှုတ်ခတ်တယ် KPET ကနေပြီးတော့သူကလည်းရှိလာဆိုတော့ KPET ကဦးဆောင်လာကြရည်ပေါ့နော် KPET က ဥက္ကဋ္ဌကြီးပေါ့အဲအဲ့လိုပုံကိုတရအဲ့ဒါရနေပြီးတော့သူက MUG တွေရောက်လာတယ်အဲအဲ့လိုမျိုးပေါ့နော် K-pass ဆိုတာအဲဒီ K-pass ကနှုတ်ထွက်တယ်အဲတဖြည်းဖြည်းနဲ့ကူနှုတ်ထွက်ရင်နှုတ်ထွက်ရင်လည်းဘာမှမကြံတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ချုံးမှဆိုတော့သိနေတယ်ချုံးမှဆိုတော့သိတော့အန်တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲနဲ့အဲ့ဒီအဖွဲ့တွေကနှုတ်ထွက်လာကြတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဟာကြီးကအစိမ့်မမပြေတော့အစိမ့်မမပြေတော့တဲ့အတွက်ကြောင့်နာမည်ပြတ်မှာဆိုလို့ဟောငါတို့နဲ့မဆိုင်ဘူး မင်းတို့ရှုံးရင်လည်းမင်းတို့လည်းစောက်တော့မကြလို့ဆိုတဲ့ပုံစံမျိုးနဲ့အဲရှင်းရှင်းနေနှုတ်ထွက်ပြီးတော့အကွက်ကွက်ဖြစ်ဖြစ်ဖြစ်နေကြပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်နတ်မောက်ဘတ်တတွေဒီနေ့မှာဆိုရင်အထွေးလိုက်ပုံလိုက်ဖြစ်ပြီးတော့သေဆုံးကုန်ကြပါတယ်နတ်မောက်မျိုးနဲ့ကြက်တောက်တွင်းယူဟာအဲ့ဒီမှာရှိတဲ့ဘတ်တိုက်ကိုဒီနေ့အမနေ့ပိုင်းမှာကျွန်တော်တို့ပေါင်900ပုံနှလုံးနဲ့ရှင်းလင်းတုတ်တင်တာဗတက်တွေအယောက်80ကျော်တော့သေဆုံးပြီးတော့ကျွန်တော်တို့ အယောက်50ကျော်လောက်အတူပြက်တွေဖြစ်ပြီးတော့ဖွာလန်ကျဲတွေနဲ့ပိုးရတွေပြစ်သွားကြတယ်လို့မြေပင်သတင်းအရင်းမီဒီယာတွေသိရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်စိတ်ဖြူဆလင်းအဲ့ဒီမှာရှိတဲ့ဘတက်ဂိတ်9ဂိတ်တွေပြန်ဖွင့်နေပါတယ်။အဲ့ဒီဥစ္စာကိုကျွန်တော်တို့စက်ကြောင်ထိုးပြီးတော့ရှင်းတယ်။ရှင်းလာမှာအခုဆိုလို့ရှိရင်မင်းကဝရွာထိတ်လမ်းမပေါ်ပြီးတော့ ကြောက်ပတောင်းတက်နေတဲ့ဆလင်းတက်နေအဲ့ဒီမှာရှိရဲ့ကျွန်တော်စိတ်ဖြူဆလင်းလန်းအဲ့ဒီတကြောပေါ့နော်အဲ့ဒီတကြောမှာရှိတဲ့ဗဒက်ဂိတ်ခုနှစ်ဂိတ်အလားတွေကိုတက်မလို့ရနိုင်ပြီးတော့အနေနဲ့ရှင်းလင်းလှုပ်ဆောင်ပါတယ်နေနဲ့ရှင်းလင်းလှုပ်ဆောင်လာမှာအဲ့ကောင်လေးအခုအကြဆုံးထိခိုက်ဖူများစွာနဲ့ပြန်ပြီးတော့အဆုတ်ကထွက်ပြေးရပါတယ်အဲ့ဒီမှာဆိုရင်လည်းတော်တော်အသေးအပြောက်တွေများပြီးတော့အဲ့လိုအတို့အပြက်ဖွာလန်းကျဲကုန်ရတယ်ပေါ့နော် နောက်တစ်ခုကတော့ကျွန်တော်ရှင်းပြနေပဲကိုသွားလိုက်အောင်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဖလန်းမြို့အတိုင်းဆက်စင်ရေးဆိုဆိုဆက်စင်ရေးတရက်ကိုစင်တော့နေပါတယ်အဲ့ဒီမှာလည်းကွန်မန်ဒိုစက်ကြောင်းတွေရဲ့ဒရုန်းတပ်ဖွဲ့ဝင်တွေမြေပြင်ရောဝေဟင်ရောနဲ့အသက်အတန်ဒီကောင်တွေတိုက်ခိုက်ရှင်းမုန်းနေပါတယ်တွန်းဆန်တီးတိမ်ဝေဘူးလားအတိုင်းငင်းအဲဒီတကြောင်မှာဒီတခြားမှာရှိတဲ့ CMD ရဲ့အဲဗတက်အဲ့ဒီအဖွဲ့ဝင်တွေအကုန်လုံးကိုလမ်းတစ်ခြားမှာ အစအနအတူအပြတ်တောင်မကြံကျွန်တော်တို့အနေပြီးတော့တိုက်ခိုက်ရှင်မုန်းနေပါတယ်ဖလန်းမြို့အဝင်ဝအထိခုတက်မလို့ကွန်မန်ဒိုစက်ကြောင်ရောက်ရှိနေပါပြီမကြခင်အချိန်တော့တော့မှတော့ကျွန်တော်ဖလန်းမြို့ပြန်ရဖို့အတွက်ပြေးကြသလောက်ရှိနေပြီလို့ခမန်းရပါတယ်တတော်ကောင်းတဲ့တရင်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ဘမ်းမမော်လိုက်မော်တော်အကြောက်ဖြူဖလန်းမြို့ အဲ့ဒီမှာ ရှိတဲ့ပရက်တွေကိုဒီနေ့မှာဆိုရတဲ့ဝေဟင်နဲ့ပုံကျဲပြီးတော့တသေးချာချာထစ်တိရဲ့ရောက်ကိုกินနေပါတယ်ဝက်လက်ခင်ဦးရွှေဘုံမြို့နယ်မှာလည်းกินနေနောက်တစ်ခုကဒီနေ့กินနဲ့กินနှုံးကတော့တော်တော်များတယ်ကျွန်တော်လေရောင်းရှင်းနဲ့နှုံးကတော့ဒီနေ့အမ်ကျွန်တော်ဗမောက်မြို့ကိုဗမ်းမောက်မြို့ကို ပြန်ရပြီးတဲ့အချိန်မှဗမောက်မြို့က PI ရေစုတ်ခွာထွက်ပြေးသွားတဲ့နေရာဒေတာ အနီအနာရွာတွေပါကျွန်တော်တို့ကလေချောင်းရှင်းပြီးတော့အမြေပြင်ကပါလိုက်ပါတုတ်တယ်ရှင်ဖုံးနေပါတယ်ဒီနေ့မှဆိုလို့ချင်းအဲ့ဒီဗမမြို့ဝင်းငင်ကြေးရွာတွေမော်လိုက်မော်တောင်းကြောက်ဖြူအဲဒီနေရာတွေအကုန်လုံးဝက်လက်ခင်ဦးရွှေဘိုးအဲ့လားအကုန်လုံးဒီနေ့လေချောင်းရှင်းတာတက်တက်တတ်တတ်ကိုတွေ့တာ အဲ့မှာလည်းအထွေးလိုက်ပုံလိုက်တွေဖြစ်ပြီးတော့အတူအပြက်တွေမြောင်မြားဆိုတာရရှိတယ်လို့မေပြင်သတင်းအရင်းမြစ်တွေကသိရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တိန်နီကော့ခိုင်ပေါ့နော်တိန်နီကော့ခိုင်ပါဆက်ဖက်မလဲလို့ထပ်ပြီးကြည့်အောင်ပါပေါ့ MND ကနေပြီးတော့ဘာလုံးမှညာလုံးမှဆိုတော့တို့လောကနေပြီးတော့အယူရှိပန်းရှောက်ပြီးတော့လောက်တဲ့နေရာတွေကပြီးတော့မနိုင်နဲ့မနိုင်ရောပထွေးအဖေပထွေးပထွေးတရုတ်ယူသွားပြီးတော့အကူကြီးတောင်းတယ်အကူကြီးတောင်းတဲ့အချိန်မှာအဲအကူတက်မလို့အောင်ပြီးတော့ တစ်ဆက်ချော့ပြလိုက်တယ်ပေါ့နော်။အားကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အနီအနာအကျွန်တော်တို့ရဲ့မဟာမိတ်ဒီဆက်ဆိုင်ရေးမပြိုဝဲခြင်းလို့ဆိုပြီးတော့တစ်ဆက်ချော့ပြလိုက်ရဲ့အချိန်မှအဒီဒီခွေးခွေးကုတ်ကန်တွေကအတဖန်ပြန်လဲပြီးတော့အလေးတန်းတွေပြော့ပြောင်းသွားတယ်ပေါ့နော်။လေးတန်းတွေပြော့ပြောင်းသွားပြီးတော့အဲ့ဒီခိတ်ကိုပြန်ဖွင့်ပြလိုက်တယ်။ဒါမှမဟုတ်တမလို့ကမိပင်မှာကြတော့အဲ့လိုမဟုတ်ခွင့်နဲ့တွေ့တာငါတို့ဘာလုပ်နိုင်မလဲဆိုတာအဲဒီလိုအခြေအနေတွေရှိတယ်ပေါ့နော်။ ကျွန်တော်တို့ကအသိနေကခိုင်ကိုတော့အခုကပြန်ယူမဲ့အရှင်တွေအလားလာနေမြင်နေရတယ်တလောကောင်းတယ်တတိယမှာနောက်တစ်ခုကကျွန်တော်ကြီးရည်လေးအသုံးပြုပြီးတော့ကြောက်ဖြူမြို့နယ်အေးအေးယူရတဲ့အကောင်တော့ကျွန်တော်တို့ကတုတ်တင်ရှေမုံနေပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အေးယူရတွေကိုမနေ့တုန်းကစပြီးတော့ကျွန်တော်တို့ကြီးရည်လေးအသုံးပြုတိုက်ခိုက်တုတ်တင်နေတယ်လို့သိရပါတယ် အနည်းဆုံးကဆိုလို့ရှိရင်ကျွန်တော်ကြောက်ဖြူမြို့နယ်ကြောက်ကလေးယူအားအဲ့ယူအားကိုနေ့လည်း3နာရီခွဲကပေါင်900ဘုံနှလုံးစတဲ့ကျဲချနေပါလေလိတ်တင်ကြေးယူအားအေစကန်အောင်လဲဂျက်ဖိုက်တာနဲ့အဲကာမီကာစီဒရုန်းနေနဲ့ဒေခန်ဒရုန်းနေနဲ့ဒီကောင်လေးရှိနိုင်မဲ့ရှိနေတဲ့နေရာတွေဒီကောင်လေးအတိုက်လို့ခေါ်တဲ့နေရာတွေစက်တင်နှန်းပေးတဲ့နေရာတွေအဲ့ဒီနေရာတွေအကုန်လုံး မေပြောဝေဟင်ရောတုတ်မယ်ရှင်မုံနေပါလေမနေ့တော့အညာနေပဲရရှိတဲ့တင်းအရာဆိုလို့ရှိရင်ဒီကျုံးတရာအနိမရှိတဲ့အေတွေခိုးအောင်နေတဲ့နေရာကိုအဝိုင်းတွဲနေပုံအလုံးတရာကန့်ကျဲချတုတ်တင်ရှင်မုံလိုက်ပြီးတော့မင်းရက်ရွာနဲ့ပန်ချောင်းရွာအဲ့ဒီမှာရှိတဲ့ဒီကောင်လေး ေးခွေးတွေခိုးအောင်နေတဲ့နေရာကိုလည်းတဖန်ပြန်လဲပြီးတော့ကျွန်တော်စက်သိမ်းပေါ်နှစ်စီးရလက်နဲ့ကြီးတွေနဲ့ပြက်ခတ်တိုက်ခတ်ရှေမုံတာဒီကောင်ကြီးအထွေးလိုက်ပုံလိုက်ဖြတ်ကုန်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်စကိုင်းတိုင်းမော်လိုက်ပေါ့နော်မော်လိုက်နဲ့ပတ်သက်တဲ့သတင်းပါမော်လိုက်မြို့ကရှင်တွင်းမြေအနောက်ဖက်ကမ်းပေါ်မှာရှိတဲ့မြို့တစ်မြို့ပါမြန်လန်းအတိုင်းဆိုလို့ရှိရင်ပခုတ်ကူမြို့မှာ220ငားမိုင်ကွာဝေးပါတယ်။တင်မောစိတ်ကံမြို့ဖြစ်ပါတယ်။ ပြောရလို့ရှိရင်မြို့နယ်ရုံးဆိုင်ရာမြို့တစ်မြို့လေးဖြစ်ပါတယ်အဲ့ဒီမြို့ကို KIA နဲ့ပတ်သက်တယ်ရရှိဖို့အတွက်ကြိုးပမ်းနေတာတော်တော်ကြာပါပြီအဲ့ဒီ yes ကနေတွေဝင်တိုက်တယ်ဟိုကလောက်တယ်ဒီကလောက်တယ်အရင်လာနေတုန်းကလည်းဒီကောင်တွေလောက်ခဲ့တာပေါ့နော်ဆိုတော့အခုကအဲ့ဒီမော်လိုက်မြို့အရှိန်နေနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်ပါတယ်အဲ့ဒီမှာရှိတဲ့မော်လိုက်မြို့နယ်ပတက်တိုက်တွေကိုကျွန်တော်တို့ကဒီနေ့မှာ လေကြောင်းရောမြေပြင်ရောအပင်အထံရှေမုံနေပါလေဒီကောင် KIA နဲ့ KIA အကုန်လုံးဗတ်တက်တွေအထိကအကြဆုံးမှုများပြီးတော့ဘဝတွေပြည့်နေပါလေထွေးလိုက်ပုံလိုက်တွေအကြဆုံးများစွာနဲ့အဲ့ဒီမှာဆုတ်ခါထွက်ပြေးနေပါလေနောက်တစ်ခုကတော့ကျွန်တော်တို့မိုးပုံနဲ့ဆက်ဆက်တဲ့ပတ်သက်တဲ့သတင်းပါ DIA ရအားလုံးသိတဲ့အတိုင်းအရှင်အရှင်လောက်ပြီးတော့တက်မတော်တော့တသိချင်ချာပြန်ပြီးတော့လက်လွှဲပေးမှလက်လွှဲပေးတဲ့အချိန်မှာဗတ်တက်တွေကဘာမှလုပ်လို့မရအောင်ဗတ်တက်တွေကဘာမှလုပ်လို့မရအောင် ဘတက်တွေဘာမှလုံးလို့မရအောင်လည်းဘတက်တွေရဲ့ကောင်းကြီးပိုင်းတွေကိုဖမ်းထားတယ်။ဆိုတော့အဆုတ်လဲဆူစားရယူအရှင်တွေဖြစ်ပေါ်ကြရပေါ့လေ။ဒီကောင်တွေမှာအလူခံလည်းခံပြီးသွားပြီ။ဘုကုတ်ကိုပြန်မဲကာကွယ်ဖို့အတွက်ဘာညာတာတကားပေါ့လေ။ကိုကမိုးကုတ်မျိုးကန်နေနဲ့ခေါ်တွေးပြီးတော့ကျွန်တော်တို့ကဘာမှမလုပ်နိုင်တော့ဘူး။ဆိုပြီးတော့မြေလေးဆန်းနဲ့ဆန်းနဲ့ပြောတာပေါ့နော်။မိုးကုတ်မျိုးကန်ပြီးသူတွေကိုဒီလိုပြောတယ်။ပြောတော့မိုးကုတ်မျိုးကန်ပြီးသူတွေကလည်းပြီးသူဆိုတာဟို လူတွေမဟုတ်ဘူးအခွင့်အရေးလိုထောက်ခံတဲ့ခွေးတွေပေါ့နော်အဲ့ဒီခွေးတွေကအခုမိတွေစနေနေတောက်တစ်ခါပေါ့ဖြစ်နေကြတယ်တရားရဲတွေဝင်လာတော့ဒီကောင်တွေတပေပန်းနဲ့ကြိုခဲ့တဲ့အရာတွေမှားပြီမှားပြီမှားပြီဆိုတော့နောင်နဲ့ကြီးသွားရတယ်ပေါ့နော်ပြီးတော့ရဒီအန်အေတွေကဘလောက်ဆိုးလဲဆိုတာမိုးကောက်ကွင်းမှာတော့မှဟိုတန်ရဇာတာတွေကိုလက်လုံးကျက်တုံပေါ့နော်အပြင်းအထန်အဲ့လိုပေါ့နော်ဟိုဟာဆန့်ကျင်ပြီးတော့ပြည်သူလူထုအကျိုးစီးပွားနဲ့ဒီလိုမျိုး တဘာဝဝင်းကျင်အရန်ထိကြိုက်စွာအတူဖော်လို့ချင်းဘာဖြစ်မညာဖြစ်မှာဆိုလို့ကျွန်တော်စံနှုတ်သတ်မှတ်ချက်တွေရှိတယ်။ဒါတွေဘယ်မှမဆိုင်ပါနဲ့ဒီကောင်လေးအလွန်အကျွံတူးဖော်တာမဟုတ်ကောက်ခွင်းလုံးနေရာမျိုးကတော့မှအသေးအသံတူးတာတူးတာတူးတာအဲ့လိုပေါ့နော်။ပြီးလို့ချင်းဘလောင်ကောင်တွေကအာဒီကောင်မျိုးအုပ်ချုပ်တဲ့အချိန်မှလည်းလူမဖမ်းတာလေးအမ်လူမတတ်တာလေးအဲ့လိုတလန်ကောင်းစင်တက်ပြီးတော့အမျိုးမျိုးပြည်သူလူထုကိုဖိနှိပ်ပို့ကြအနိုင်ကျင့်နေတာလေးအလွယ်လွယ်အမှန်မှားနဲ့ မအုပ်ချုပ်တက်ဖက်နဲ့မြို့အုပ်ချုပ်ခဲ့ပြီးတော့ဘဝပြစ်ခဲ့တာလေအဲ့ဒီအတွက်အဲ့ဒီမှာအတီကောင်လေးဟိုခွေးနှိထောက်ခံအားပေးတယ်ခုတောက်တစ်ခေါက်ခေါက်ဖြစ်ပြီးတော့ထွက်ပြေးနေရပါတယ်ရှိတဲ့လူတွေကလည်းမြေကြီးလေးဆန်းတန်းဆန်းတန်းဖြစ်ပြီးတော့ငါတို့မှားပြီးမှားပြီးမှားပြီးတာမှားပြီးအမေရဆိုပြီးတော့အဲ့မှာဘဝတွေပြည့်ပြီးတော့ငူချင်းတွေချနေရပါတယ်ဒီကောင်လေးအားပေးနေတဲ့ခွေးနှိတွေရတယ်ဘာမှမလုပ်နိုင်ပါနဲ့ခုဆိုလို့ရှိရင်အရင်တော့ငူပုံမျိုးခါပဲမယ်ဆိုတဲ့ကောင်လေးခုအားလုံးပြေးသွားကြပါပြီ quick care ဆိုလို့ရှိရင် quick care ဆိုလို့ရှိရင်ဒီနေ့တင်ထားတဲ့ post အရာဆိုလို့ရှိရင် quick care ဒီနေ့တင်ထားပါတယ်အဲ့ဒါပါလဲဆိုတော့ဒီကောင်လေးမုကုံပြောရနေပြီးတော့အညာပြန်သွားပြီမုကုံမျိုးကွယ်မှာဆိုပြီးအညာပြန်သွားတဲ့အချိန်မှာအဲ့ဒီမြို့ပြင်မှာစစ်စေးဂိတ်တစ်ခုရှိတယ်စစ်စေးဂိတ်မှာအတန်ရဲစက်သားတွေရနေပြီးတော့ဆောင်နေဆောင်ပြီးတော့သူတို့စစ်စေးမင်းမြတ်မှုတွေလုပ်တယ်မင်းမြတ်မှုတွေလုပ်တဲ့အချိန်မှာအမင်းရဲ့ဘာကောင်းနဲ့အခွေခဲမေးရောအခွေခဲကကျွန်တော်ကအမင်းရှင်ဘလက်တိုက်ကာရဲ့ နာခွက်ခဲပါကျွန်တော်ဆက်ဦးစီးချုပ်ပါဘာညာတာကဆိုပြီးတော့အော်ဟုတ်လားမင်းကလည်းဆက်ချောင်ပြီးသူတို့ဦးလားဆိုပြီးတော့ခွက်ခဲကိုမသိဘူးဆိုပြီးတော့ခွက်ခဲကလည်းတောက်တောက်ောက်ဖြစ်နေရပါဘောနော်ဒါတော့ကြောက်ပြေဒီနေ့ post တင်တာအော်သူ့လိုစက်ဦးစီးတယောက်ကိုတော့စက်ဦးစီးချုပ်တယောက်ကိုတော့ TIA တက်တာတယောက်ကမသိပါလားခင်ဗျားကလည်း ဟိုဆက်ချောင်ပြည်သူပါလားအဆက်ချောင်ပြည်သူတယောက်လို့ပြောလိုက်တဲ့စကားကိုသူကဖီလေးဖြစ်ပြီးတော့ဒီနေ့ဆိုရင်ငုံမဲ့ငုံမဲ့ ਨੇ ပို့စ်တင်ထားတယ်ဗောနော်ပို့စ်တင်